Hello အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ကိုဖုန်းရဲ့ screen passport lock mini လို့ရှိရင်ဘယ်လိုဖြေရမလဲဆိုတဲ့နည်းလမ်းလေးဖြစ်ပါတယ်ဒီနည်းလမ်းလေးတစ်ခုတည်ထားရုံနဲ့ဖုန်းတတော်များများနော် lock ဖြေလို့ရတယ်လို့စာရုံတကူတကသွားပြီးပိုက်ဆံပေးပြီးလောက်เสียရလဲမလို့တော့ပါဘူးဒါဆိုရင်ကျွန်တော်တို့တွေ ဗီဒီယိုလေးမဆခင် channel လေးကိုလည်း subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုဖတ်ကိုတွားလိုက်ပါမယ်ပထမအဦးဆုံးအနေနဲ့တော့ကျွန်တော်တို့ဖုန်းကို power ပိတ်လိုက်ပါနော် ဒီနေရာမှာကျွန်တော်တို့အဲ့လိုပါဝါပိတ်ပြီးရလို့ရှိရင်တော့ကျွန်တော်တို့ဖုန်းအတန်တိုးတဲ့အတန်တိုးတဲ့ခလုံးနဲ့เนาะဒီဖုန်းအဖွင့်ပိတ်လုပ်တဲ့ခလုံးနဲ့ကိုတပြိုင်တည်းနှိပ်လိုက်ပါတော့နှိပ်ပြီးရင်ကျွန်တော်တို့ပြန်လွတ်လိုက်ပါတော့ချက်ချင်းလွတ်ပြီးရလို့ရှိရင်တော့ကျွန်တော်တို့စတင်လေးခုတည်းကိုဒါရောက်ရှိသွားမှာပေါ့เนาะကျွန်တော်လှုပ်ရမယ့်အလုပ်ကဒီစတင်လေးခုတည်းကိုကျွန်တော်ကဒါဒီကနေဝင်လှုပ်ရမှာဖြစ်ပါတယ်เนาะဒါဆိုရင်ကျွန်တော်တို့တွေ နံပါတ်1မှာတွေ့ရတယ်ကျွန်တော်တို့နော် wife data ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ရွေးမှာပေါ့နော်ရွေးတဲ့နေရာမှာကျွန်တော်အတန်းဟော short ခလို့ကိုအောက် feature လို့ရှိရင်သူကအောက်တိုးမှာပေါ့နော်အပေါ်ဆိုရင်အပေါ်တိုးမှာပေါ့နော်ဒါဆိုရင်ကျွန်တော်အဲ့ဒါရွေးပြီးသွားလို့ရှိရင်တော့ power ခလို့ကိုတစ်ချက်ဒါကျွန်တော်တို့ဒါနှိပ်လိုက်ပေါ့နော် okay ဒါနှိပ်ပြီးသွားလို့ရှိရင်တော့နော်အောက်ကနော်ဒီ wife all data ဆိုတဲ့ထဲကိုကျွန်တော်ပြန်ရွေးလိုက်ပေါ့เนาะရွေးပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့တွေဒီနေရာကိုပြန်ရောက်မယ်ရောက်ပြီးတော့လို့ရှိရင်အောက်ကကျွန်တော် confirm ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ဒါပြန်နှိပ်လိုက်ပေါ့เนาะနှိပ်ပြီးတော့လို့ရှိရင်ဒီနားမှာ second အနည်းငယ်ဒါကြာနိုင်တာပေါ့เนาะတချို့က minute နဲ့ကြာနိုင်တယ်တချို့က second ပိုင်းနဲ့ဒါကြာနိုင်တာပေါ့เนาะဒီနေရာမှာအဲ့လိုပြီးသွားရင် data wife successfully ဆိုတဲ့ဥစ္စာဒါပြသွားမှာပေါ့เนาะအဲ့လိုပြပြီးတော့လို့ရှိရင်เนาะကျွန်တော်တို့အပေါ်ဆုံးဥစ္စာနေရာကိုကျွန်တော်တို့ reboot ဆိုတဲ့ဥစ္စာပြန်နှိပ်လိုက်ပေါ့เนาะ โอเคကျွန်တော် reboot ဆော်ရောက်စာနှိပ်လိုက်ပြီးရှင်ကျွန်တော်ဖုန်းကခဏလေးဒါခဏလေးနဲ့စကန်ပိုင်းအတွင်းနဲ့ဖုန်းပွင့်လာမှာပေါ့ကျွန်တော်ဒါတွေ့ရမှာပေါ့နော်ဒီနေရာမှာကျွန်တော်တို့နည်းနည်းရဲ့မိနစ်အနည်းငယ်ဒါစောက်ရတာရှိတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ခဏလေးအခြေယူပြီးမှဒါစောက်လိုက်မှာပေါ့နော်အဲ့လိုစောက်ပြီးသွားလို့ရှင်နော်ဒီနေရာမှာ MI UI 73ဆိုတဲ့ဥစ္စာလေးနော် setup လုပ်တဲ့ဥစ္စာလေးဒါပေါ်လာမှာပေါ့နော်ပေါ်လာလို့ရှင်ဒီနေရာမှာဒါကိုရွေးချင်တဲ့ဥစ္စာပေါ့နော် English United States နော် အဲ့ဒါပြီးမှဒီနေရာမှာကျွန်တော်ပြန်ပြီးတောင်းတာပေါ့နော်ဒီနေရာမှာအမှန်ချစ်ပေးပြီးမှကျွန်တော်ကနော်အခုလုံးကို niche niche နေရမှာပေါ့နော်မ skip လုပ်လဲနေရာလေးရှိတယ် skip လဲလုပ်လို့ရတာပေါ့နော်အဲ့လို skip မလုပ်ချင်ဒါကိုယ်တိုင်ဒါအချက်လက်တွေဒါထည့်လို့ရတာပေါ့နော်ဒီနေရာမှာကျွန်တော် wifi မချိတ်ဘဲနဲ့ဒါ skip လုပ်လဲရတယ် wifi ချိတ်လိုက်ရင်ကျွန်တော်ပို့တော့မြန်တာပေါ့နော် အဲ့လိုကျွန်တော်အချက်လက်တွေအပြည့်စုံထည့်ပေးဒီမှာ setup complete ဆိုတာပြပြီပေါ့နော်ပြလို့ရှိရင်ဒီမှာ logo လည်တဲ့ဥစ္စာကိုကျွန်တော်တွေ့ရမှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တွေနော်ဒီရဲ့ log ဖြည်တာကိုအောင်အောင်မြင်နဲ့ဒါပြီးသွားပြီပေါ့နော်ဒီနေ့ဗီဒီယိုလေးရတာပါပဲเนาะဒီဒီတစ်ခုတက်ထားလို့ရှိရင်ကျွန်တော်ဖုန်းတော်တော်များများကိုယ်တိုင်လော့ဖြီးတာဖြီးတက်တာကိုကျွန်တော်တို့တွေ့ရမှာပေါ့เนาะဗီဒီယိုလေးကြိုက်နေတတ်တယ်ဆိုရင်လည်းဗီဒီယိုလေးကိုလည်း like လုပ်ပြီးမှ channel လေးကိုလည်း subscribe လုပ်ပြီးဖို့အတွက်မမေ့ကြပါနဲ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ် bye bye